ဘုံကျဲခံရပြီးနောက်ဒီနှစ်စက်တင်ဘာလတည်းမောင်လုံဝေးဒေတာတွင်ခီးထွက်ဖြစ်ခဲ့တယ်။မောင်လုံဝေးတပ်သမားမှတ်သမားနဲ့လူငယ်တွေကိုမျက်စိဖွင့်ပေးဖို့ထွက်ခဲ့တဲ့ခီးဖြစ်တယ်။ဒေတာတွင်ခီးဆိုပေမဲ့စစ်ကောင်စီရဲ့ပိတ်ဆို့မှုမိုးရွာသည့်လမ်းအခြေအနေတွေကြောင့်ခီးဟာကျန်းတယ်။စိုက်ကဲစီးချိန်6နာရီဝန်းကျင်ဆိုတော့ဤတယ်တော့ပဲဆိုနိုင်ပါမလဲ။ဒီနှစ်မောင်လုံဝေးရောက်ခဲ့တဲ့နေရာဟာပြီးခဲ့တဲ့နှစ်ကလည်းမောင်လုံဝေးရောက်ခဲ့ပြီးသားဖြစ်တယ်။ဆေးရုံဆေးကန်းတဲ့ဈေးဆိုင်တွေနဲ့ ထိုက်တဲ့တလောက်စီကားတဲ့နေရာဖြစ်တယ်။အသက်104နှစ်အရွယ်ရှိဖွားအိုကိုတွေးဆခဲ့ရတဲ့နေရာဖြစ်တယ်။ဒေသခံတွေရဲ့ရေမွန်ဖော်ရမှုတွေကိုခံစားခဲ့ရတဲ့နေရာဖြစ်တယ်။မော်လုံမွေးအခုချိန်ရောက်တော့ဆေးရုံဟာနွယ်တွေတက်ပြီးခြုံတော်ကြီးဖြစ်နေပါပြီ။အဖွားကတောထဲမှာလေရင်ရှောင်ရင်ဆုံးသွားတာ။တောထဲမှာပဲကြိုလဲရတယ်လို့အသက်104နှစ်အဖွားအိုရဲ့မြေးဖြစ်သူမိန်းကလေးကမော်လုံမွေးကိုပြောပြတယ်။ဒေသခံတွေဟာသူတို့ရွာကိုဘုံကျဲခံရပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအများကြီးခံစားကြရတာသိကြတယ်။ကျမကမကြောက်ဘူး။အခုလည်းစိတ်ထဲကမကြောက်ဘူး။ဒါပေမဲ့လင်းနဲ့ကြားလိုက်ရင်အလိုလိုမျက်ရည်ကျလာတော့လား။ဆရာဝန်တွေကလည်းဆေးလေးပေးတယ်။ကျမကိုဂယူဆိုင်ကြဖို့စိတ်ချမ်းသာအောင်ထားကြဖို့မိသားစုကိုလည်းမှားတယ်လို့အမျိုးသမီးကြီးတယောက်ရဲ့သူတို့အချင်းချင်းပြောဆိုတဲ့ကိုကြားရတယ်။မောင်လမွေးရောက်ခဲ့တဲ့ရွာကိုစစ်ကောင်စီကမနက်နှစ်နာရီဝန်းကျင်လောက်မှာ Jet Fighter နှစ်စီးနဲ့ဘုံးတွေကျဲချခဲ့တာဖြစ်တယ်။ကျဲချတဲ့ပုံစံက ကျေးရွာတရွာလုံးကိုအနှံ့ကျဲတာဖြစ်တယ်။ဒါကြောင့်အဲ့ဒီကျေးရွာဟာဘုံကျဲခံရလို့9လလောက်ရှိတာတော့ထိတ်လန့်နေကြဆဲဖြစ်တယ်။ဘုံကျဲခံရပြီးတဲ့ကျေးရွာတရွာဟာအခြေအနေတွေအားလုံးပုံမှန်ပြန်ဖြစ်ဖို့ဆိုတာအချိန်တော်တော်ယူကြရတယ်။လေရင်ပေါ်ကနေကြားရောက်ပေါက်ကွဲတဲ့ဘုံသံဟာလူအဖွဲ့စည်းရဲ့ကျမ်းမာရေးပညာရေးတွေကိုဖျို့ဖျဲကွဲပြူသွားစေပြီးပုံမှန်လဲပတ်နေတဲ့ဘဝလှုပ်ရှားဟန်တွေကိုရပ်တန့်ပစ်ပါလေ။ဘုံကျဲပြီးတဲ့နောက်ကြံခဲ့တဲ့အကြောက်တရားရဲ့ပဲ့တင်ထက်တဲ့ဟာ တော်တော်နဲ့မပြောက်တတ်ပါဘူးဒါကိုအချမ်းပတ်စစ်တပ်ကလည်းမသိဘဲနေပါမလဲဒါကြောင့်လဲနေ့စဉ်နေ့တိုင်းသူတို့ကိုတော်လှန်တဲ့ပြည်သူတွေကိုလေချောင်းကနေဘုံကျဲနေတာဟာပြည်သူတွေကိုတက်ဖြတ်လို့တဲ့ရည်ရွယ်ချက်အပြင်ပြည်သူကိုစိတ်သက်ပိုင်းဆိုင်ရာရိုင်းနေစေလို့တဲ့ရည်ရွယ်ချက်လဲပါတာသေးကြပါတယ်မောင်လူမွေးတို့ပြည်သူတွေဟာဖက်စစ်တပ်ရဲ့လေရင်ဘုံတံကိုကာကွယ်နိုင်ဖို့သတင်းချက်လက်တွေဘုံကိုချင်းတွေကြိုတင်ပြင်ဆင်ထားသလိုဘုံကျဲခံရပြီးတဲ့နောက်အခြေအနေကိုတုံ့ပြန်ဖို့ကိုလည်း ကြိုတင်ပြင်ဆင်တာတွေလုပ်ထားရမှာဖြစ်တယ်။ဘုံချဲလိုက်တာနဲ့အကြာကြီးရိုင်နဲ့တွားရတဲ့လူအဖွဲ့စီမဖြစ်ဘဲကျမ်းမာရေးပညာရေးနဲ့အခြားသောအရေးတွေကိုတတ်နိုင်တဲ့များအလင်းမြန်ပြန်လည်ပတ်နိုင်တဲ့လူအဖွဲ့စီဖြစ်ဖို့လိုအပ်ပါတယ်။အရေးပေါ်အခြေအနေတွေကိုတုံ့ပြန်ဆောင်ရွက်နိုင်တဲ့အစွမ်းရှိအောင်တပ်ဆိုင်ရာတာဝန်ရှိသူတွေရမ်းမိရဖတွေဆရာဆင်မတွေစသဖြင့်အားလုံးဆွေးနွေးပြီးကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။သမီးကတော့ဒီနေ့ဘုံကျဲလဲမသိရင်နောက်နေ့ကြောင်းလာမှာပဲတဲ့ မောင်လူမွေးတပည့်မလေးတယောက်ကပြောပါတယ်ဟုတ်ကဲ့သူလာရင်တော့မောင်လူမွေးလည်းသူ့ကိုပညာသင်ပေးဖို့အဆင်သင့်ဖြစ်နေမှာပါခင်ဗျာမောင်လူမွေး